မြမရိုရဖိုက်တာရင်ကိုရှိစေခြင်းနဲ့အောင်လအန်ဆာရဲ့ professional ပြသမှုပရိသတ်များအားလုံးပဲမြင်လာပါရှင်ကြော်ကြားအမမေ sport channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ မြန်မာလူမျိုးတွေကအကူအညီတက်တဲ့အာဏာတက်တဲ့တယောက်ကခဲတွေ့ရင်တယောက်ကဖေးမတက်တဲ့သူမျိုးဖြစ်ပါရယ်ကချင်သားကြီးအောင်လန်းအန်ဆာဟာလည်းမြန်မာပြည်ပေါ်တိုင်းရင်းသားတယောက်ဖြစ်တာကြောင့်ဒီလိုစိတ်မျိုးရှိနေတာမထူးဆန်းလာပါဘူးအားလုံးသိတဲ့အတိုင်းပဲပြီးခဲ့တဲ့ရက်ပိုင်းမှာရိုင်းနီယာတယောက် UFC မှာနိုင်ပွဲဆက်ခဲ့ပြန်ပါပြီရိုင်းနီယာဟာ UFC မှာ၃ပွဲမြောက်ပွဲစဉ်ဖြစ်ရှုံးပွဲမရှိဖိုက်တာဘိုနီဂဲကိုဘဲဟုခွဲပြခဲ့တာဖြစ်ပါရယ်အရင်ကချုပ်တပေါက်ရှန်ရှန်တောက်တာဖြစ်ခဲ့ပြီးစတန်ဖိုက်မကစားတယ်လို့ပရိသတ်တချို့ရဲ့ဝေဖန်ခြင်းကိုခံနေရတဲ့ရိုင်းနီယာကအခုဆိုရင်ပွဲ မှာ stand fight ကစားပြီးအနိုင်ယူပြသွားပြီးဖြစ်ပါရီ။ရိုင်းနီယာအနေနဲ့ ground fight လား stand fight လားဘာလာလာ AC ပဲဆိုတဲ့အထိပြည်ညာပိုင်းကိုဖြည့်တင်းထားတာဖြစ်ပါရီ။ဘိုနီကေနဲ့ပွဲအတွက်ရိုင်းနီယာဟာ Kclick FC မှာမြမစပတ်အောင်ကြီးအောင်လာ SNC ကနေ striking တွေအနီးကပ်တင်ယူခဲ့ပါသေးတယ်။ရှုံးပွဲမရှိသေးတဲ့ဘိုနီကေလိုကစားသမားမျိုးကိုရိုင်းနီယာဟာ stand fight နဲ့အနိုင်ယူသွားတာဆိုတော့ဒါဟာထင်ကြည့်စရာကောင်းလွန်ပါရီ။ရိုင်းနီယာဟာဒါစီကနေကစားခဲ့ပြီးဒုတိယချီမှာဒိုင်ပွဲရက်နဲ့အနိုင်ယူနိုင်ခဲ့တာပါ။တန်စကာတောင်းနာကက်သွားတဲ့ချိန်2ပိုင်တိုက်နိုင်ခဲ့တာဖြစ်ပြီးဘိုနီကေ ်လည်းဘာမှမတတ်နိုင်ခဲ့ဘူးဖြစ်ပါရယ်တကယ်တော့ရိုင်းနီယာဟာမြန်မာပြည်သက်တွေအတွက်မုန်းဆီအောင်ကောင်းတဲ့ fighter တယောက်ဖြစ်ပါရယ် Netherlands သားကြီးကမြန်မာပြည်သက်တွေရဲ့ချစ်တော် Allah Ensen နဲ့ One Championship မှာနှစ်ကြိမ်တိုင်တိုင်ထိုးသက်ခဲ့ပြီးနှစ်ကြိမ်စလုံးကိုအနိုင်ယူက Allah One Middleweight ကပတ်နဲ့ Light Heavyweight ကပတ်ကိုသိမ်းပိုက်သွားတဲ့ fighter တယောက်ဖြစ်ပါရယ်ဒါပြင် Allah နဲ့ထိုးသက်တဲ့ပွဲတွေမတိုင်ခင်မှာလဲရိုင်းနီယာဟာမီဒီယာတွေထက်ကနေ Allah ကိုကောင်းကောင်းကြီးလေးတိုက်ခဲ့ပြီးဒါကြောင့်လဲမြန်မာပြည်သက်တွေကရိုင်းနီယာကိုဆိုရင်မျက်မှောင်ကျိုးနေကြတာဖြစ်ပါရယ် Allah ကိုယ်တိုင်ကလည်း ဲရိုင်းနီယာကိုရှုံးနိမ့်ပြီးခဲ့တဲ့နောက်လက်ရည်ကျဆင်းလာခဲ့ပြီးချန်ပီယံကပတ်ပြန်လည်ရယူခြင်းနဲ့အိမ်မက်တွေမိမ့်မိန်ခဲ့ပါရယ်။ဒါကြောင့်တော်မယ်ဦးနှောင်းနဲ့စဉ်းစားကြည့်မယ်ဆိုရင်ရိုင်းနီယာဟာအောင်လာကိုလေတိုက်တဲ့အောင်လာစီကကပတ်တွေတင်ထားတယ်။သူတို့နှုံးဟာခေါခေါတီတီဖြစ်နေကြမယ်လို့ထင်စရာရှိပါရယ်။ဒါပေမဲ့ professional အားကစားလောကမှာဒူးနဲ့ဒူးလေတိုက်တယ်ဆိုတာကထုံးစံပဲဖြစ်ပါရယ်။တရားရတယောက်လေးစားမှုကင်းမဲ့ကြတဲ့အတွက် PPO ပြောကြတာမဟုတ်ပဲသူတို့ရဲ့ပွဲကိုလူပိုပြီးစိတ်ဝင်စားလောက်အောင်ဖိုက်တာနှစ်ဦးလေတိုက်ကြတာပဲဖြစ်ပါရယ်။နောက်တစ်ချက်ကပေါ်မှာပြောခဲ့သလိုပဲ ဲ့အလောဟာမြန်မာပြည်ပေါ်တိုင်းရင်းသားတယောက်ဖြစ်ပါရယ်။ဒါကြောင့်လဲရိုင်းနီယာကူညီတောင်းလာချိန်မှာမငင်းပေပဲသူနဲ့တူလေးကျင်ကန်းဆင်ပေးခဲ့တာဖြစ်ပါရယ်။အခုဆိုရင်အောင်လာနဲ့တူပူတဲ့လေးချင်းတဲ့အကျိုးကျေးဇူးတွေကိုရိုင်းနီယာတယောက်ခံစားနေရပါပြီ။တခါတလေမှအားကစားသမားတွေအနေနဲ့ professional ပီတာဖို့လိုအပ်ပါရယ်။ဒီလိုစိတ်မျိုးကိုမြန်မာယူရဖိုက်တာတွေမှလည်းရှိစေချင်ပါရယ်။ဒီဘဲကတော့ငါ့ကိုနိုင်ယူထားတယ်၊ငါ့ကိုလဲထိုးထားတာ၊ငါ့ကိုလေးတိုက်ထားတာဆိုပြီးတစ်တလုံးအမုန်းပွားနေမဲ့စားကိုယ့်ရဲ့ဆွမ်းဆောင်ရည်ကိုပို့ပြီးတိုးတက်အောင်လုပ်တယ်မှာရယ်။ကိုယ့်ပြိုင်ပန်းတဲ့တူတွဲလေးချင်းတဲ့ ရာမှာတိုးတက်မယ်ဆိုရင်တောင်မှလက်ခံသင့်တယ်လို့ယူဆမိပါတယ်လူတကိုကြိုက်တမျိုးဖြစ်တာကြောင့်တွေးရမတူညီနိုင်ပေမဲ့ professional ပီသားမှုကတော့အားစားသမားတွေမှာရှိတဲ့စိတ်တစ်ခုပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင် view link ကတော့တက်လာပါပဲနောက်နေ့မှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်တာကြောင့်ကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီ video လေးကို share ပေးဖို့ပြောရင်လည်းနှုတ်ဆက်လိုက်ပါစေရှင် Facebook ကစားလို့ပါကတက်တွေထားတဲ့ page လေးမှာဆောက်စားလို့ရပါတယ်။ promo code SYS7 လေးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူလိုက်ပါနော်။